အားလုံးပဲမင်္ဂလာပါရှင်ယနေ့ပြောကြမယ့်ဗီဒီယိုရဲ့အကောင်းကတော့ပြီးခဲ့တဲ့ဇွန်လ25ရက်နေ့ Ukraine K27 ဟာဆိုရင် Marine ကတွင်ဗြိတိရှားအမျိုးအများဖြင့် Russia T-80 နှင့် B တင်ကောက်ကိုဖျက်ဆီးခဲ့တဲ့အကြောင်းမှာပါတယ်မြမတက်မတော်ဗဟုသုတအန်ဒီပြည်သက်များအားလုံးကျမ်းမာချမ်းသာကြပါစေကြောင်းဆုမွန်ကောင်းကျွန်တော်တို့ရဲ့အစီအရာစီ Ukraine တွင်ထုံကိုတိုက်ခတ်မှုများအတွင် Russia တင်ကောက်များတလုံးပြီးတလုံးဖောက်ခွဲဖျက်ဆီးခဲ့ကြကြောင်းမလို့ Russia အတွက်တုံးလုံး၆၆ပွဲရာ တိပေးချက်မျှလာခဲ့ပါတယ်။ Chatabrinia ဆိုရှင် Russia တေကစစ်ကြောင်းတစ်ခုနဲ့ Ukraine တပ်များရဲ့ခြုံကိုတိုက်ခိုက်ခံရမှုဗီဒီယိုပိုင်ကိုထွက်ပေါ်လာချိန်မှာဆိုရင်တော့ Ukraine နိုင်ငံအတွင်းမှာ Ukraine Russia နိုင်ငံအတွင်းမှာ Ukraine စစ်ပွဲနဲ့ပတ်သက်ပြီးတော့ Russia တပ်မတား Vladimir Putin ကဆိုရွားစွာတတိပေးချက်တွေကို ဖော်ပြခဲ့တယ်ဖော်ပြထားပါတယ်ယူကရိန်းအရှိဘက်ကိုဖျက်ပြီးတော့ရွေးလျက်နေတဲ့ရုရှားတပ်ကစစ်ကြောင်းကိုယူကရိန်းအမြောက်တပ်ကရိုက်ဆက်ကြမ်းကြုတ်စွာနဲ့တိကျစွာပစ်ခတ်နိုင်ခဲ့ပါတယ်ကီတူးယူယူနဲ့မှာထုတ်ပြန်ထားတဲ့အ ਨੇ စုံတင်ကားတစီဟာလုံးဝပြတ်စီသွားသည့်ဗီဒီယိုဖိုင်ကိုကြည့်ချင်းအပြင်တင်ကားကော်လံကိုရရဆက်ဆက်ချုံဖို့တိုက်ခိုက်ခဲ့တာကိုတွေ့မြင်ရပါတယ်54ကြိမ်မြောက်မော်တော်ယာဉ်ဟာဆိုလို့ရှိရင်ဒိုနက်စ်မာရီကန်မှာရုရှားတင်ကားတစီကိုဘုံတလုံးမီတလုံးဖောက်ခွဲတိုက်ခိုက်ခဲ့တာကိုပြသထားပါတယ်အနီးက က်ပုံတစ်ပိုင်းတစ်စမှာဆိုရှင်အမြောက်ကြည်စံမီခိုးတွေထွက်ကြလာချိန်မှာတော့တီ90နှစ်ပြီးတင်ကာဒစီမီလောင်နေတာကိုတွေ့ရမှာပါတယ်တင်ကာအပြည့်အစင်းများကိုထိမှန်ခဲ့ပြီးဆိုရှယ်မီဒီယာတွင်မျှဝေခဲ့တဲ့ယူကရိန်းလက်နက်ခြေရာခံစောင့်ကြည့်ဗီဒီယိုကိုအစုံတွင် ထုတ်ဖော်ပြသခဲ့ပါတယ်မာရင်ကန်ဒိုနက်ဆာဆိုလို့ရှင်ရုရှားမော်ဒယ်တီ90နှစ်ပြီးတင်ကာဒစီကို K2U နှစ်မှာအမော်အမွားတစ်ခုပောက်ကွဲမှုဖြစ်ပွားရန် တက်မရော်ကအမြောက်ဖြင့်ပြစ်ခတ် က်ခဲ့ပါတယ်ဒီလိုဖိတ်ခေါ်ထားခြင်းမရှိဘဲနဲ့ခရီးသွားကျူးကျော်သူများအနီးမှာရှိတဲ့ America Donuts ရဲ့စင်တီဖုံးရက်ွက်ရှိသေကန်တာရ6တွေ့တဲ့လမ်းများပေါ်မှာဆိုလို့ရှိရင်လှည့်ပတ်သွားလာနေတဲ့နောက်ထပ်ခရီးတစ်ခုဆက်လက်ပေါ်ပြပါအောင်မယ် Kirukina အဖွဲ့မှအလုံး Kirukina အဖွဲ့မှအလုံးသမားများအလုံးသမားများရဲ့အခုအညီဖြင့်ပြုပြင်ရန်စီစဉ်ထားတဲ့ကြင်မြောင်းတဲ့လမ်းများပေါ်မှာခရီးသွားလမ်းကြောင်းများကိုတင်းတင်းကြပ်ကြပ်တားမိထားတာကိုတွေ့ရပါတယ်ယူကရိန်းစစ်ပွဲအတွင်းခြုံကိုတိုက် က်ခိုက်မှုဖြစ်စဉ်အားဆိုလို့ရှိရင်ရုရှားနိုင်ငံ drone base နဲ့ Luhansk တွင်တိုးတက်မှုလှုံ့ဆော်နေခြင်းမှာဆိုရှင်မဟာပြည်ယီမန်းချက်များမအောင်မြင်ခဲ့ကြောင်းထုတ်ဖော်ပြတာတဲ့နောက်ဆုံးကကွေထောက်လိုင်းအစီရင်ခံစာရဲ့နှစ်တရာပြည့်နေ့ကိုရောက်ရှိလာပြီဖြစ်ပါတယ်ရုရှားနိုင်ငံအနေဖြင့်မိသည့်အောင်မြင်မှုပုံစံကိုမဆိုအောင်နီလန်းဖြင့်အောင်မြင်မှုရဲ့အတွက်လူအင်အားနှင့်စက်ကရီယာများတွင်ကြီးမားတဲ့ရင်းနှီးမြှုပ်နှံမှုများဆက်လက်ဆက်လက်လိုအပ်မည်ဖြစ်ကြောင်းဥမှတတိပေးပြောကြားခဲ့ပါတယ်ရက် တရာကြာဆူရွက်လာတဲ့မှတ်တိုင်တစ်ခုဖြစ်တဲ့အတွက်နီတိုအတွင်းမှုချုပ်ဂျန်စတိုတန်ဘာရစ်ကမဟာမင်းများအားဆိုလို့ရှိရင်ယူဟက်နဲ့ယူဟက်ကိုရက်သက်တပတ်နှစ်ပတ်အတွင်းအပြစ်သက်ထိန်းချုပ်သွားမည်ဟုရုရှားကထပ်လောင်းပြောကြားခဲ့ပါတယ်။ယူကရိန်းအားဆိုလို့ရှိရင်ပြစ်ဒဏ်နဲ့ချိန်မုံရေးစစ်ပွဲအတွက်တိုးတင်ပြင်ဆင်ထားရန်လိုအပ်ကြောင်းအမေရိကန်ကပြောကြားခဲ့ပြီးတော့ယူကရိန်းသမ္မတကိုနေချင်းညာချင်းခေါ်ယူဖို့ပြင်ဆင်ထားဖို့လိုတယ်လို့စတိုတလန်ဘတ်ကပြောပါတယ်။ရုရှားတပ်မအဖွဲ့များ ်ဟာဆိုလို့ရှိရင်ယူကရိန်းပိုင်နယ်ရဲ့20ရာခိုင်နှုန်းကပ်ကိုသိမ်းပိုက်ထားကြောင်းယူကရိန်းသမ္မတဗလာဒီမာအာဇယ်လင်စကီကဝန်ခံခဲ့ပါတယ်။ဒေသအတွင်းမှာဆိုလို့ရှိရင်ယူကရိန်းနိုင်ငံသားများနေ့စဉ်တရားနီးပါးတိစုံနေတယ်လို့လည်းသူကပြောပါတယ်။ယူကရိန်းအရှိပိုင်းနဲ့အခြားဒေသများမှာဆို250မှ900ဦးဒဏ်ရာရရှိခဲ့တော်လည်းပဲဆာဘီရိုဒိုနက်စ်ရဲ့အထူးကကြသောတိုက်ပွဲများမှာဆိုရှင်ယူကရိန်းကရုရှားကိုအောင်မြင်မှုကိုရရှိခဲ့တယ်လို့လည်းအခိုင်အမာပြောကြားခဲ့ပါတယ်။နောက်ထောင်သူများကျေးဇူးပြုပြီးအောက်ချေ တွင် comment မှာသိရင်ထည့်ချက်များထားရှိကြအောင်နောက်ထပ် video အသေးများကြည့်နိုင်ရန်အတွက် subscribe လုပ်မိပါနဲ့ကျေးဇူးတင်ရှင်နောက်ထပ်သမားများတွင်တည်ဆင်ရှင်မင်္ဂလာပါရှင်မြန်မာတက်မတော်ဗဟုသုတအနေဖြင့်ပြည်သက်များအားလုံးကျမ်းမာချမ်းသာကြပါစေကြောင်းဆုမွန်ကောင်းတောင်းရင်ကျွန်တော်တို့ရဲ့အစီအစဉ်ကိုကြည့်ရှုဖို့ဖိတ်ခေါ်လိုက်ပါရစေဒီနေ့ ပြောကြမယ့်ဗီဒီယိုရဲ့ခေါင်းစဉ်ကတော့ ယူကရိန်းတပ်ဖွဲ့များအားဆိုလို့ရှိရင်ဆူမီရှိရုရှားစစ်တပ်များအတွင်ဒုံးကျည်ပြစ်လွတ်မှုများအကြောင်းပဲဖြစ်ပါတယ်။ ထိုးတန်ချွေတာတဲ့ donuts ဥတီချက်ဖြင့်ကဲတင်သူမင်းဆက်ကိုခုခံကာကွယ်ရာတွင်အားနည်းသောနေရာများကိုရန်သူရှာဖွေမှုမအောင်မြင်ခဲ့ပါဘူး။ရုရှားတပ်များဆိုလို့ရှိရင် မော်တာအမြောင်းအများနဲ့ဒုံးပစ်လောင်းချာများစွာကိုယူကရိန်းတပ်များထံပစ်ခတ်ခဲ့ပြီးရန်သူဟာဆိုရင်ကဲတင်ရှင် donuts ကာကွယ်ရေးတွင်အားနည်းသောနေရာများကို ရှာဖွေရန်အချင်းဤသူဆောင်မှုများဆက်လက်လှုပ်ဆောင်နေပါသည်။ Facebook တွင်တင်ထားတဲ့ပမာဏနှင့်မူဝါဒလမ်းညွှန်ချက်များကိုယူကရိန်းစစ်တပ်ရဲ့အထွေထွေဝန်ထမ်းများ၏အစီရင်ခံစာတွင် ဖော်ပြထားပါသည်။ရန်သူအားဆိုလို့ရှိရင်တက်ကြွစွာအရေးယူခြင်းမရှိဘဲနဲ့ စီပစ်ကဥတီချက်တွင် အခြေအနေသည့်အသာပြောင်းလဲသွားခြင်းမရှိဘဲရန်သူယူကရိန်းရန်သူရုရှားတပ်တရားဆိုလို့ရှိရင်ယူကရိန်းရုရှားနယ်စပ်တွင်ဆက်လက်စောင့်ကြပ်နေပြီးနယ်စပ်ဒေသ Ihan it and ကောက်ကောက်ကလန်ကြောင့်ရှိစုမီဒေသများရှိအရက်သားအခြေခံအဆောက်အအုံများကို မော်တာများဖြင့်ပစ်ခတ်ခဲ့ပါသည်။ ရန်သူများသည်ကောက်ကွယ်ရေးတည်ငြိမ်မှုတိုးမြင့်လာစေရန်၎င်း၏ရာဒူးနှင့်မိုင်းနယ်မီများကိုတက်ဆင်ပြီးကကျူးကျော်သူများကိုယူကရိန်းတပ်ဖွဲ့များ၏ပြင်းထန်သောအမြောက်များဖြင့်ပစ်ခတ်ခြင်းအားတားဆီးရန်ယူကရိန်းကောက်ကွယ်ရေးတပ်ဖွဲ့များ၏လုံဆောင်ချက်များကိုတားဆီးရန်နှင့်ထို့အပြင်ရန်သူအားဆိုလို့ရှိရင် အဆိုပါဒေသမှာရှိရဲ့အယတအခြေခံအဆောက်အုံများကိုစားငံထားသည့်အနေရရှိသည့်တစ္စည်းချကာစီတခီကိုရာဘိုခိုင်အစာခါချပီနှင့်အန်ဒိုဟူသောဆောင်ပုံများဖြင့်ပြည့်ခတ်ခဲ့ပါသည်။ရန်သူ၏ကျိုးပန်းအားထုတ်မှုများကြောင့် selfiness သို့ social ဆက်လက်ပြုလုပ်ရန်ပြင်ဆင်ခြင်းနှင့်မီးပြည့်စည်မှုရလဒ်များကို အသုံးပြု၍ အယက်ဒိတာအယက်ဘက်အဆောက်အုံအများပေါ်တွင်ပြစ်ခတ်သော ရန်သူများကိုရဲဝင်းစွာဖုံးချင်းအပေါ်အာယုံဆိုင်ကြပါသည်။သိမ့်ပိုက်ထားသူတွေအားဆိုလို့ရှိရင်ဘူဟုတမျအနီးတွင်ထိုးစစ်တိုက်ခိုက်နိုင်ခြင်းများကိုပြုလုပ်ခဲ့ပြီးရန်သူအားဒိုင်းနေ၏ဥတီချက်အတိုင်းဆက်လက်တိုက်ခတ်ကာခရာမိုတိုရက်စ်မျိုးအနီးတွင်ဒုံးကျည်များဖြင့်ပြစ်ခတ်ခြင်းများလွှဲ၍ရန်သူအားဆက်လက်တိုက်ခတ်ခဲ့ပါသည်။ ရန်သူဟာ Limex ဥတီချက်တွင်တက်ကြွစွာလှုပ်ရှားခြင်းမပြုဘဲ Telenovela အားဇွဲလုံးလှရှိတဲ့ Saran Brain Pan တွင်ရုရှားလူမျိုးများကပြင်းထန်သော Donetsk ဥတီချက်ဖြင့်ရန်သူကို Motor အများအများနှင့်ဒုံးပစ်လောင်းချီများအသုံးပြုက Ukraine အင်းနေဆက်ရှိ Ukraine Union များကိုပြစ်ခတ်ခဲ့ပါတယ်။ကျူးကျော်များကျူးကျော်သူများဟာဆိုလို့ရှိရင် Siberia Donetsk ဒေသရှိအရက်ဘက်အခြေခံအဆောက်အအုံများကိုထိမှန်က Grivilia Ostani Bakar ာရင်စီခီနဲ့ခရီနာအာဘီတို့ဟာဥမာရှိရဲ့လေကြောင်းတိုက်ခိုက်မှုများကိုစတင်ခဲ့ပြီးတော့ ခါတိုင်ဘိဇာရွာ၏ဥတီချက်တွင်မအောင်မြင်သောချိန်မှုတရက်ကိုပြုလုပ်ခဲ့ပြီးယူကရိန်းစစ်သားများစွာဆုံးရှုံးခဲ့ရပါသည်။ရန်သူအားဆိုလို့ရှိရင်ကေတင်ရှင်မင်းဆက်၏ဘက်စမန်ဥပီဥတီချက်ဖြင့်ကေတင်ရှင်မင်းဆက်၏ကာကွယ်ရေးတွင်အာနေအဲအာနေသောအဆက်ပြိုင်များကိုရှာဖွေရန်အခြေအနေစူးစမ်းမှုများပြုလုပ်နေကြောင်းတွေ့ရှိရပါသည်။ရန်သူအားဆိုလို့ရှိရင်အဲ့ဒေသအနီးမှာရှိတဲ့ပြွန့်နှင့်ဒုံးပြအမြောင်အများမှာယူကရိန်းကနေရများကို အားကိုပြစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ရင်သားပတ်ထားသော ဘဲလာကိုဘီစီကီနဲ့မဲမီဟီဘရာနဲ့အဓိကစကီးများဆိုလို့ရှိရင်ကျွကျော်သူမှပြည့်လွက်တဲ့ဒုံးကျည်များနဲ့လေချောင်းတိုက်ခိုက်ကူများအလေချောင်းတိုက်ခိုက်ကူများသည်မရာစီနီကင်မရာနဲ့ကက်လက်နယူးယောက်တို့ကိုမီးလောင်ပျက်စီးစေတဲ့ရလက်ကိုအသုံးပြု၍ရန်သူဟာဆိုလို့ရှိရင်ရခင်တိုက်ခွဲများတွင်ရိုတီမချာလီနီကန်နဲ့ခါမီစီဘကာဤ area ကိုတိုက်ခိုက်ခဲ့ပါတယ်ယူကရိန်းကကွယ်ရေးသမားများဆိုလို့ရှိရင်ဆုံးရှုံးမှုများဖြစ်ခဲ့ပြီးတော့ရန်သူဟာဆိုလို့ ရှိရင်ရန်သူရွေးချယ်တက်အောင်ဆိုလို့ရှိရင် ပထမကြီးတက်ဤပထမဆုံးသောမော်တော်တက်ချစ်လီတက်မဟာတရားဤယူနေများကိုဆုတ်ခွာခဲ့ရပြီးရန်သူရဲ့နိဗျူဟာများအနေထားကိုတိုးတက်ကောင်းမွန်လာစေရန်တိုက်ခိုက်ဤဆွမ်းဤများပြက်လျက်ရှိရန်တွန်းအားပေးခဲ့ပါသည်။ T610 ကုမ္ပဏီများနဲ့အတူမော်တော်ယာဉ်ခြေလင်းတက်များကို အကောင်းစီရဲ့အတွက်၎င်းတို့ကိုအသုံးပြုထားခြင်းဖြစ်ပါတယ်။ဒါအပြင်ရွတ်ကြော်သူများသည်လွန်ခဲ့တဲ့24နာရီအတွင်းဒုံးကြီးအများအများနဲ့မီရှူမီတိုင်းမှာတက်ဆင်ထားတဲ့ယူနစ်များကိုယူကရိန်းနိုင်ငံမှကာကွယ်ရေးသမားများက Donetsk နဲ့ Luhansk အော်လွန်30မောင်းသူမဲ့လေယာဉ်များလမ်းကြောင်းလေယာဉ်လမ်းကြောင်းများတွင်ရန်သူခုနှစ်ဦးအားချေမှုန်းနိုင်ခဲ့ပြီးတော့ရန်သူတေကာ3စီးကိုဖျက်ဆီးကတန်ကြက်ကရဲ2စီးနဲ့မော်တော်ယာဉ်4စီးတို့ကိုလေကြောင်းရန်က အကွေတက်မများကပြစ်ချခဲ့ပါတယ်။ယူကရိန်းနယ်မြေအတွင်းတိုက်ပွဲများအတွင်းအလဲပိုင်းစစ်ခရိုင်ဒုတိယမြောက်မော်တော်ယာဉ်တက်မ55ဟာပြစ်ခတ်မှုတွေမှာပါဝင် ခဲ့ရတာတော့ရှိပါတယ်။မော်တော်ယာဉ်ခြေလင်တက်မ55မှာတက်ဖွဲ့များဟာဆိုလို့ရှိရင်တိတိတတ်ဆုံရှုံမှုများကြုံတွေ့ကြရပြီးဆုံရှုံမှုများနဲ့ရင်ဆိုင်ခဲ့ရပြီးတက်သား800ခန့်ပြေဆုံးခဲ့ပြီးတက်သား400ခန့်ဒဏ်ရာရရှိကာစုစုပေါင်း1800ခန့်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်။ ။နားထောင်သူများကျေးဇူးပြု၍အောက်ခြေတွင်ရှိသော comment box တွင်သင်၏ထင်မြင်ယူဆချက်များ၊သင်၏အမှတ်ချက်များကိုထားခဲ့ကာနောက်ထပ်ဗီဒီယိုအသင်းများတရှိနိုင်ရန်အတွက်ဤ channel ကို subscribe လုပ်ဖို့နှိပ်ဖို့ရင်မမေ့ပါနဲ့။ကျေးဇူးတင်ပါတယ်ရှင်။နောက်သတင်းလောများမှာဆက်လက်တွေ့ဆုံပါမယ်ရှင်။